ာပါခင်ဗျာ GFN ရဲ့နိုဝင်ဘာလ18ရက်နေ့သတင်းလေးကိုတင်ဆက်ပေးခြင်းပါလေပထမဆုံးပြောချင်တာထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးပြည်လဲထူထောင်ရေးဆိုကိုကုလသမဂ္ဂလူ့ကျွမ်းကောင်စီကမဲခွဲတည်ပြုလိုက်တဲ့သတင်းမှာဂါဇာအနာဂတ်ငြိမ်းချမ်းရေးပြည်လဲထူထောင်ရေးကိစ္စတွေအတွက်အမေရိကန်သမ္မတထရန့်တင်ပြခဲ့တဲ့အချက်20ပါဆိုပြီးတော့ကုလသလူ့ကျွမ်းကောင်စီကမဲခွဲတည်ပြုပါလေဟာမတ်ပြောကြားခွင့်နဲ့ပါလက်စတိုင်းရဲ့စုဖွဲ့တွေဘက်ကအဲ့ဒီစုနဲ့ပတ်သက်လို့ကန့်ကွက်ဝေဖန်ပေမဲ့နိုဝင်ဘာ18ရက်နေ့မဲခွဲမှုမှာတော့ UNSC မှာကန့်ကွက်မှုမရှိဘဲ73နိုင်ငံကထောက်ခံပြီးအဆိုထောက်မြောက်ခဲ့ပါတယ်။ UNSC မြေနှံဖွဲ့နိုင်ငံတွေမှာအမေရိကန်ပြည်သစ်ပြည်ထိုင်တို့ကအဆိုထောက်ခံပြီးရုရှားနဲ့တရုတ်ကတော့ကန့်ကွက်တာထောက်ခံတာဘာမှမရှိဘဲနဲ့ချားနေခဲ့ပါတယ်။ Hamas နဲ့ Palestine အင်အားစုတွေဒီကကန့်ကွက်တဲ့ချက်ကတော့ Gaza ရဲ့ဒီနေ့အခြေအနေအတွက်နိုင်ငံတကာထိန်းချုပ်ရေးတပ် ISF တခုကိုဖွဲ့စည်းပြီးဖြန့်ကျက်စီမံကိစ္စပါ။ဒီအချိန်မှာပါလက်စတိုင်းပြည်သူတွေဟာကိုယ်ပိုင်ခွင့်ရည်တွေကိုယ်ပိုင်စီမံခံဝဲခွင့်တွေဆုံးရှုံးကုန်ပြီး ဂါဇာရေးကိုနိုင်ငံတကာကဆုံးဖြတ်ဖို့လက်လွဲပေးလိုက်ရခြင်းဖြစ်လာမယ်လို့ဟာမတ်စ်ကဝေဖန်ထားပါတယ်။ ISF ဟာဟာမတ်စ်ပါဝင်ဂါဇာခြေစိုက်လက်နက်ကိုင်အင်အားစုတွေကလက်နက်ဖြုတ်ယူသိမ်းဆည်းရေးဂါဇာမှာဟာမတ်စ်လက်အောက်ခံရဲတပ်ဖွဲ့အစားစနစ်တကျလေ့ကျင့်ထားတဲ့ရဲဘုတ်နည်းနဲ့အစားထိုးရေးဒီလုပ်ငန်းတွေကိုတာဝန်ယူကြည့်မှုရမှာဖြစ်ပါတယ်။ပြီးတော့ Israel Egypt ဆိုရတဲ့နယ်အဓိကခြေစက်လှုပ်ဆောင်သွားမှာပါ။ကုလသမဂ္ဂဆိုင်အမေရိကသံတမန်ကြီး Mike Watts က အသည့်ဖွဲ့မဲ့ ISF ကာဇာလုံကျုံရေးစစ်လက်နက်ဖြတ်သိမ်းရေးဂျမ်းဘက်ဖွဲ့စည်းရေးအခြေခံစောင့်လေးဖြတ်သိမ်းရေးလက်နက်ခဲယမ်းတွေဖယ်ရှားရေးပါလက်စတိုင်းပြည်သူတွေလုံခြုံရေးကဏ္ဍအဓိကကြီးမှုရမယ်ဆိုပါတယ်။ထရန်ရဲ့ကာဇာညီကျေးရေးစီမံပထမဆုံးဖြစ်အစ်ဇူနဲ့ဟာမတ်ကြားအော်တိုဘတ်ဆဲနီကဆလို့ပြည်ရဲ့သဘောတူညီမှုရရှိထားပြီးနှစ်ဖက်ထင်းထင်းထားတဲ့တစားကန်နဲ့တုံ့ပြန်တွေလဲလှယ်ပါတယ်။2023အော်တိုဘတ်ခုနှစ်မှာဟာမတ်စ်တွေကနေဆက်ဖြတ်ကျော်ပြီးအစ်ဇွေးကိုအလင်းငိုက်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပါလိမ့်။အဲ့ဒီကလေးကစပြီးတော့ ဂါဇာစစ်ပွဲကြီးပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ဒီမဲပေးခြင်းကိစ္စနဲ့ပတ်သက်ပြီးသမ္မတထရန်ကမိမိတဘာပတိဖြစ်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါဟာကုလကအတိမတ်ပြုထောက်ခံခြင်းပါပဲ။ကုလသမဂ္ဂတမိုင်းမှာအကြီးမားဆုံးတည်ပြုပေးခဲ့တာဒီတဲ့ကတစ်ခုပါ။တကပါလုံးကြီးကျေးဇူးစီဥတည်စေရမယ်ဆိုပြီးတော့ထရန်ကဆိုရှယ်မီဒီယာမှာရေးပါတယ်။ဒါမဲ့အခုလိုမျိုးကုလကသဘောတူလိုက်ပြီမဲ့လေ နိုင်ငံတကာတက်တီကဂါဇာငင်းကြဲရေးကိုဝင်မှုကိစ္စကတော့ကြောက်အောင်မှာဖြစ်ပါလိမ့်ငင်းကြဲရေးစီစဉ်မှာနေဆက်ဒေသလုံးကျွေးနဲ့ဂါဇာကမ်းမြောင်လက်လက်ထုတ်သိမ်းရေးကအဓိကကျနေပြီလို့သိရပါလိမ့်အဲဒီမှာအစ္စရေးအီဂျစ်နဲ့လေးချင်းတင်ကြပြီးပါလက်စတိုင်းရဲတပ်ဖွဲ့အစ်တို့လက်တွဲလုကင်မယ်လို့လည်းသိရပါလိမ့်နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်ရှိဟာစီနာကိုတည်တံ့ချမှတ်ခြင်းဖြင့်ဥပဒေထမ်းမှဘယ်သူမှမရှိဘူးဆိုတာဘင်္ဂလားဒေ့ရှ်ကပြသလိုက်ပါတယ်။ လူသားမျိုးနဲ့ပေါ်ကျွန်းနဲ့ရာဇမှုတွေအတွက်ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်ရှိတ်ဟာစီနာကိုမြက်ွယ်တည်တံချမှတ်လိုက်ပါတယ်လူပေါင်းထောက်လောက်ကနေပါသေးဆုံးစေခဲ့တဲ့ဖြိုခွင်းနေနေမှုတွေဟာစီနာရဲ့အမိန့်ကြောင့်ဒီလိုမျိုးဖြစ်ရှိကြောင်းတရားဥပဒေဆက်စပ်တွေ့ရှိပါတယ်ဟာစီနာကသူ့ပေါ်ဆွဲတဲ့ဆွဲဆွကြအလုံးငင်းဆိုပြီးတရားဥပဒေဆုံးဖြတ်ချက်ဟာဗက်လိုက်ပြီးနိုင်ငံရေးပရောဂမ်ကိမှုလို့ဆိုပါတယ်တရားဝင်ဆုံးဖြတ်ချက်ထရှိပြီးနောက်ထောက်ပြန်တဲ့ထောက်ပြန်ချက်မှာဟာစီနာကသုတေထောင်တာတွေကိုချင်းချင်းနှိမ့်ဆနိုင်တဲ့တရားသဖြင့်မှန်ကန်တဲ့ ခေါယုံးမှာကျမကိုဆွဆွရင်တော့ရင်ဆိုင်မှုမကြောက်ဘူးလို့ဆိုပါတယ်ဒီဆွဆွချက်ကိုပြည်ဆိုင်ရာစုတရားခေါယုံးရှင်းမောက်တင်သူမခါစီနာကစိန်ခေါ်ထားပါတယ်ဘင်္ဂလားဒေ့တရားဝန်ဆုံးဖြတ်ချက်ကကုလသမဂ္ဂနဲ့လူခွင့်ရေးဖွဲ့များထံမှကျေပြန့်တဲ့သုတ်တွေထောက်ထားပြီးပေါ်ခြေပြုထားပါတယ်မငြိမ်သက်မှုတွေဖြစ်ခဲ့တဲ့အတွင်းမှာလူထောင်လေးရာခန့်တည်ဆောင်းကြောင်းနဲ့နောက်ထပ်လူ1000ကျော်လောက်ဖမ်းဆီးထိန်းသိမ်းခံရကြောင်းကုလကပြောပါတယ်။တည်ဆောင်းတဲ့အရာတို့အများစုကဘင်္ဂလားဒေ့လုံခြုံရေးတပ်ဖွဲ့ရဲ့ပြစ်ခတ်ခြင်းကြောင့်ဆိုတဲ့အစီရင်ခံစာမှာလည်းတွေ့ရှိပါတယ်။ ခလင်းငယ်180လောက်နဲ့တိတ်ဆုံးခဲ့တယ်ဆိုပါတယ်။မြန်မာတပ်မှုတွေမင်္ဂလာလေးဆိုရအောင်အကြောင်းသောဆန္ဒပြသူတွေပေါ်ဖြိုခွင်းနေနေဖို့စစ်တပ်ကိုဖျက်ကျက်ခဲ့တယ်လို့ဆိုပါတယ်။မင်္ဂလာလေးဆန္ဒပြသူတွေပေါ်အကြမ်းဖက်မှုကိုလိုကျော်ရေးနဲ့ထောင်လိုင်းအင်ဂျင်စီဌာနကနှိမ့်နှံချိတ်ဆက်တဲ့နည်းနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းကုလစင်ခန်းစာကမှတ်ချက်ချပါတယ်။လက်နက်မဲ့ဆန္ဒပြသူတွေကိုတမင်ဤကပြစ်ခတ်ခြင်းအပြင်ဒါဟာကွပ်မျက်ခြင်းကိုကျူးလွန်တာလို့ဆိုပါတယ်။အရှာတပူကလည်းဒီလိုပုံစံမှတ်တမ်းနေထားပါတယ်။ လက်နက်ခရမ်းတွေကိုလုံးကျော်ဆင်တင်မဲ့တုံးတဲ့အတွက်လူတစ်ထောင်ကျော်သေဆုံးပြီးထောင်ချီဒဏ်ရာခဲ့တယ်လို့ဆိုပါတယ်။ရှေ့ဟာစီနာကတော့ဒါနဲ့ပတ်သက်ပြီးအရာအလုံးကိုညှင်းဆို့ထားတာပဲဖြစ်ပါတယ်။လောလောဆယ်ရှေ့ဟာစီနာကိုခိုးလုံနေတဲ့အိန္ဒိယနိုင်ငံအားရှေ့ဟာစီနာကို ပြန်လည်လွှဲပေးဖို့ဆိုပြီးတော့မင်္ဂလာတွေကတောင်းဆိုနေတာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတရုတ်နဲ့ငြင်းပေါ်မှုပြည်လည်စေဖို့ဂျပန်ကကြိုးပမ်းနေတယ်လို့သိရပါတယ်။ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ရှင်းပြနေငြင်းပေါ်မှုကိုပြေလျော့စေဖို့ဂျပန်ကကြိုးပမ်းလာပါတယ်။ငြင်းပေါ်မှုကြောင့်ပေကျင်းကတရုတ်နိုင်ငံသားတွေဂျပန်ကိုတွားရောက်ခွင့်ကန့်သတ်ခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဒါဟာဂျပန်ရဲ့ရှင်သန်ရည်မှုပေါ်ချိန်ချောက်ရရောက်နိုင်တဲ့အတွက်စီရေးရတွန့်ပြန်ဆွတ်ဖက်မှုလုပ်ရနိုင်တယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်အသစ်တကာအီချီရဲ့ပြောဆိုချက်ကြောင့်တရုတ်နဲ့ဂျပန်ကြားငြင်းပေါ်မှုပေါက်လာတာပါ။ ထိုင်ဝမ်ကိုမိမိပိုင်နယ်မြေလို့အစဉ်တစိုက်ပြောထားတဲ့ပေကျင်းကိုဒါဟာရန်စသလိုဖြစ်သွားစေတဲ့အခြေအနေပါဒီလိုပြောဆိုဆွေးနွေးမှုတွေကိုအရေးအကြီးရဂျပန်ဝန်ကြီးချုပ်တီတီကရှောင်ကျင်ခဲ့ပြီးလက်ရှိဝန်ကြီးချုပ်အသစ်ကတော့အစဉ်လာကိုဖိတ်ရှားခဲ့တာဖြစ်ပါလိမ့်ဂျပန်နိုင်ငံဂျိုင်းဝန်ကြီးဌာနမှအရှန်လက်သူတွေရဲ့အရေးအဆိုင်ရာတာဝန်ရှိတဲ့အရာရှိတွေကတော့တရုတ်ဘက်က၎င်းတို့နဲ့အဆင့်တူအရာရှိဖြစ်တဲ့လျှိုချင်စုံလေးတွေ့ဆုံဖို့တရုတ်နိုင်ငံပေကျင်းကိုရောက်နေပါလိမ့် ဒါအပြင်ဂျပန်လုံခြုံရေးမူဝါဒပြောင်းလဲသွားခြင်းမရှိကြောင်းတရုတ်ဘက်ကိုရှင်းပြမယ်လို့မျှော်လင့်ရသလိုနှစ်နိုင်ငံဆက်ဆံရေးထိခိုက်စေမယ့်လုံဆောင်ချက်များမှာရှောင်ကျဉ်ရေးတရုတ်ကိုတိုက်တွန်းမယ်ရှိကြောင်းဖော်ပြပါတယ်။ထိုင်ဝမ်ဟာတိုကျိုကစွန့်ရင်ဖို့ဆောင်မှုတို့အတွက်မိခိုနေရတဲ့ပင်လယ်ကြောင်းများအနေနဲ့ဂျပန်နောက်ဘက်စောယူနာကွန်ဒီကျွန်းမှာ68မိုင်ခန့်ကွာမှာရှိပါတယ်။ဒါအပြင်ဂျပန်အမေရိကန်နိုင်ငံပြင်မှာအမေရိကန်ရဲ့အကြီးဆုံးစီးရင်မဟာမိတ်လည်းဖြစ်ပါတယ်။ဆက်သွယ်ရေးလမ်းကြောင်းအသေးသေးကိုဖွင့်ထားတဲ့လူဂျပန်ဆိုရတုံးဝင်ချုပ်ကတော့ပုံမှန်သတင်းစာရှင်းပွဲမှာပြောပါတယ်။ တရုတ်ဘက်ကရောကန်သိမ်းမြေတဲ့လှုပ်ဆောင်ချက်တွေလုပ်ဖို့ကျွန်တော်တို့ပန်ကြားထားပါတယ်လို့ဆိုပါတယ်ဂျပန်ခီးမတော်ဖို့သတိပေးခြင်းကမဟာဗျူဟာကြကြအပြန်အလှန်အကျိုးဖြစ်စေမယ့်ဆက်ဆံရေးကို အားပေးဖို့ကြိုးပမ်းမှုနဲ့တဟဆာတာမဖြစ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့ခုတရေပတ်တောင်အဖရိကမှာပြုလုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးပြာတရုတ်ဝန်ကြီးချုပ်လီချန်းအနေနဲ့ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဖို့အစီအစဉ်မရှိကြအောင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်ဂျပန်အနေနဲ့ဒီမာရွေးနဲ့မှတ်ချက်ကိုပြန်ရုပ်သိမ်းတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတောင်းဆိုထားတာဖြစ်ပါတယ် ။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ပြင်သစ်ကယူကရိန်းကိုထောက်ပံ့ပေးမယ်ဆိုတဲ့လေယာဖေးတက်လင်အစင်တရာကပါလဲကြည့်အောင်ပြ။ယူကရိန်းသမ္မတဆလန်စကီဟာပါရီမြို့အနီးမှာရှိတဲ့ဗီလာကိုပလေးစစ်ပစံလေးစက်ကိုရောက်ရှိစဉ်မှာပြင်သစ်သမ္မတမက်ခရိုနီရာဖေးတက်လင်နဲ့ဝယ်ယူဖို့ညွှန်းတဲ့စာလွှာလက်မှတ်ရေးထိုးခရီးပြုခဲ့တာပါ။ဒီတက်လင်ကိုလာမယ့်စနေတွင်လက်ခံရရှိနိုင်မှာဖြစ်ပါလိမ့်။ဒီတိုင်းလေရင်စနေအတွင်းမရမီယူကရိန်းစစ်ပွဲပြီးဆုံးသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေ ဒီသဘောတူညီချက်ဟာလေကြောင်းတိုက်ခိုက်ရေးစွမ်းရည်မြင့်တယ်မို့ယူကရိန်းရဲ့နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီးပြီးခဲ့တဲ့လကဆွီဒင်နဲ့အလားတူတိုက်လေယံဝယ်ဖို့စာလွှာလက်မှတ်ထိုးခဲ့ပါတယ်ပြည်သူ့နဲ့သဘောတူစာချုပ်ဟာ SAMPT လေကြောင်းကောက်ဝေးစနစ်တွေလေကြောင်းရဲ့ကောက်ဝေးစနစ်တွေအတွက်ရေဒါတွေဝေဟမဝေဟပြတုံးတွေနဲ့ဝေဟဘုံတွေဝယ်ဖို့အခြေခံအုတ်မြစ်လက်ဖြစ်ကြောင်းဇလန်စကီကပြောပါတယ်ဒါအခြေလက်တည်းရပါပဲဒီသဘောတူညီချက်ဟာယူကရိန်းနဲ့ဥရောပလုံးကျွေးအတွက် သူတို့ရဲ့ကောက်ွယ်ကဏ္ဍမှာပေါင်လို့တဲ့ပြည်သက်သဘောထားကိုဖော်ပြနေတာဆိုပါလေဇလန်စကီကဒီသဘောတူညီချက်ဟာသမိုင်းဝင်ကြောင်းနဲ့ယူကရိန်းအနေနဲ့ပြည်သက်ပတ်မှုကူညီမှုကိုတံမိုးထားပါကြောင်းပြောပါလေဒီတက်လိရင်အစ်တတွေဟာယူကရိန်းအတွက်အနာဂတ်ကောက်ွယ်ဆွမ်းရည်ကိုတိုးတက်စေနိုင်ပေမဲ့စစ်မြေပြင်ခြေနေကိုကာလာတိုတွင်ပြောင်းလဲဖို့တော့ခဲပါတယ်ရှိရစနာရရှာတဲ့နေရာဖြစ်ဖြစ်ချင်းရှေ့ဆက်တိုးလာပြီးဆောင်းဝသည်မြောက်ပြီးစွန့်အခြေခံဆောင်းအုပ်နဲ့ယူကရိန်းမျိုးကြီးတွေကိုလေကြောင်းတိုက်ခတ်မှုဒရုန်းတိုက်ခတ်မှုတွေဆက်လုပ်နေပါတယ်ယူကရိန်းတပ်ဖွဲ့တွေအတွက်ရုန်းကန်နေရပါတယ် နိုဝင်ဘာ16ညပိုင်းမှာနိုဝင်ဘာ18အထိရုရှားရဲ့အပြင်းထန်တိုက်ခိုက်မှုကြောင့်ယူကရိန်းခါကီဒေသမှာတိုက်လေဝင်သဘောတူညီချက်ဟာရုရှားတန်တော်မှုနောက်မကျလွန်မှုလားလို့မြင်တဲ့အခါပြည်သူ့သမ္မတကဒီစာချုပ်ဟာစောလုံးကြောင့်သမို့နောက်ကျလွန်ကြောင့်အများနဲ့ရှုမြင်ခံရရှိတယ်လို့ဖြေကြပါလိမ့်ပြည်သူကယူကရိန်းကို marriage တိုက်လေရင်းနေပေးပို့ခဲ့ပြီးဖြစ်တယ်လို့တခြားနိုင်ငံများအပြားကလည်းယူကရိန်းလေတပ်အတွက်ပံ့ပိုးမှုတွေပြုလုပ်ထားကြောင်းဆိုပါတယ် ပြင်သစ်သမ္မတဟာပထမဆုံးကြက်တက်လေရင်ပြဖို့မဲ့ချိန်ကာလပြောခြင်းမရှိပဲရာဖေးတက်လေရင်ဝယ်ယူရေးအတွက်ဥရောပကငွေကြေးကူညီမယ်လို့ပြောလင့်ကြောင်းသားပြောပါတယ်ယူကရိန်းမှာငွေကြေးကျက်တဲ့ကြုံနေရပြီးဥရောပသမဂ္ဂဖွဲ့အနေနဲ့အများပြားဟာသိမ်းဆည်းထားတဲ့ရုရှားပိုင်ဆိုင်မှုပေါင်140ဘီလီယံသုံးပြီးတော့ယူကရိန်းကိုကူဖို့ဆန္ဒရှိပေမဲ့ဖွဲ့ဝင်နိုင်ငံတွေကြားသဘောတူညီချက်လည်းမရပါဘူးတာမန်ချင်းမှာရာဖေးသဘောတူစာချုပ်ဟာဇလန်စကီအတွက်နိုင်ငံရေးအောင်မြင်မှုတစ်ခုဖြစ်နိုင်ပါတယ် ဒါပေမဲ့လက်ရှိမှာတော့အခြေစားအဂရိလိုက်ဆောင်မှုဆိုင်ရာရှုတော်ပုံခြေနေစိုးကိုကန့်တွက်ဖြေရှင်းနေရတဲ့ကာလပါဒီရှုတော်ပုံမှာရင်းနှီးဆုံးလုပ်ပေါ်ကံမျိုးတွေဟာစွန့်ရခံနာမှာလုပ်ပတ်ခွဲတုံးချပြီးတစုလက်ဆောင်ဒေါ်လာသန်းတရာရယူဖို့ကြိုးပမ်းခဲ့ကြောင်းဆွဆွဲခံရပါတယ်ဇလန်စကီကယူကရိန်းစွန့်ရခံနာကိုခြေစားပြပြင်ပြောင်းလဲမယ်လို့ကတိပြုခဲ့ပြီးနိုင်ငံပိုင်ကုမ္ပဏီကိုအလုံးစုံစီးရင်စီပြီးတော့စီမံခန့်ခွဲသူအသစ်တွေနဲ့အစားထိုးသွားမှာဖြစ်ကြောင်းပြောထားပါတယ် ယူကရိန်းကအောက်ဂရီလိုက်စမှုတပ်ဖြည့်ကိုထိထိရောက်လုံးဆောင်နိုင်ခြင်းမရှိသေးကြောင်းနဲ့တိုးတက်မှုရဖို့လောက်ရအောင်မယ်လို့တင်ဆက်ရှင်ပေါ်မှာဝေခန့်ပါတယ်။ဒီအရှုံထွေးနဲ့ပတ်သက်ပြီးတော့မြန်မာမှာပြင်းထန်တဲ့မက်ခရွန်ကတော့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးအောက်ဂရီလိုက်စမှုတပ်ဖြည့်မှာဇီလန်စကီကိုယုံကြည်ကြောင်းဖြေကြားသွားပါတယ်။နောက်ဆုံးသတင်းတွေပြောချင်ပါတယ်။ဂျာဗီဇော့က data signal နဲ့စုံတွေလောက်ကပါကိုပြောင်းရှိဖို့ပြောနေပါတယ်။ Amazon နဲ့ Blue Origin တည်ထောင်သူဂျာဗီဇော့က လူသားမျိုးနွယ်ရည်ရှိနာကအတွက်သူ့ရဲ့အမြင်ကိုမကြားသိခင်ကထမှန်ရှင်းပြပါတယ်။သူ့ဆိုပြကြကဘာမျိုးကောက်ွယ်ဖို့စွန့်ရများပြတော့တဲ့စမှုလုပ်ငန်းကြီးတွေအားလုံးကဘာမျိုးကလည်းအာကာသတမဟုတ်လာပေါ်ရွှေပြောင်းတင်တာဖြစ်ပါတယ်။သူ့မြေမှာကဘာမျိုးလူတွေနေထိုင်ဖို့နဲ့စမှုလုပ်ငန်းငယ်တွေအတွက်ပဲတည်တံ့ဖြစ်တင်ပါတယ်။ဂျပီဆိုကကဘာမျိုးအထူးတည်တံ့နေရာဖြစ်ပြီးပလန်ဘီလုံးဝမရှိဘူးလို့ခိုင်မာပြောထားပါတယ်။ ခုလရှိနေပညာလေးသူသမီး AI လို့အစွမ်းရည်အလုံးမေးတောင်းဆတဲ့နေပညာကြောင့်ကဘာကြီးရဲ့စွမ်းရည်ကိုရင်းနဲ့တမောင်ပုံဝင်ခြင်းပေါ့ဖီးယားရမ်းများနေပါတယ်ဒီတိုင်းဆက်သွားရင်ကဘာမီရဲ့တင်ဇရာဟာအနာဂတ်မှာမလုံလောက်တော့ဘူးလို့သူကထောက်ပြပါတယ်သူ့အဖြစ်ကအာဂါဒပါအာဂါဒရဲ့မှာသူပြင်းလာပေါ်မှာနေရောက်ကြီးအတရက်ကို24နှစ်ကြီးတပတ်9ရက်လုံးအဆက်မပြတ်ရရှိနိုင်ပါတယ်တိန်နေတမောရာသီဥတုရဲ့ကန့်ကျက်လည်းမရှိပဲအကန့်အသတ်မဲ့နေစွမ်းရည်ကိုရယူနိုင်လို့ကြီးမားတဲ့ data scenario နဲ့စေုံတွေလည်းပို့အကောင်းဆုံးနေရာပါ သူရဲ့ blue origin company က blue alchemist လို့ခေါ်တဲ့လေးပညာနဲ့လဘပေါ်မှာရှိတဲ့ဖုံမှုန့်တွေကလည်း solar panel တွေထုတ်လုပ်ဖို့တော့စတင်သူရည်တနာလုပ်နေပြီဖြစ်ပါတယ်။ဒီစစ်စရာချက်ချင်းဖြစ်လာမကိစ္စတော့မဟုတ်သေးပါဘူး။ဂျမီဇော့ဟာဒါဟာမျိုးဆက်တွေအများကြီးချိန်ယူတည်ဆောက်ရမယ်ရာစုနှစ်ချီတဲ့စီမံကိန်းကြီးလို့ဝန်ခံပါတယ်။သူလက်ရှိဒီကယူမဲ့ချက်က blue origin ကတစဉ်အဂါသခီတော်လာမှုကွန်ကြားစီအလွန်မဲ့ short ချနိုင်မယ်။ပြန်လည်အသုံးပြုနိုင်တဲ့ဒုံးမြန်တွေတိစောက်ပြီးအကာသသွားမယ်လံကိုအရင်ဆုံးဖောက်လို့ဖြစ်တယ်လို့သိရပါတယ်။ GF ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။